တူတယ်ဟုတ်တယ်အဲနံပါတ်2ကသူကစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်နဲ့သူပေးပိုင်ခွင့်ရှိတယ်လေဒါသူ right ပဲလေအဲဒါတော့တူတာလည်းမဟုတ်ပါဘူးသူကမာယထာဆိုတော့နောက်ကပါသေးရပဲอ่ะအဲ့တော့ဘာမှပြောစရာမရှိဘူးအဲ့တော့ DOP တွေဘာတွေလဲမရှိဘူးလေနောက်ပြီးတော့ဖလင်နဲ့ရိုက်တာလေဖလင်နဲ့ရိုက်ရဆိုတော့လုံးဝသေချာမှလွတ်လွတ်ရတာလေဟို ါမောက်ပန်ပိုးတဲ့အဲ့တော့ဆိုရင်ဟိုပန်းသာဥတန်းညွန့်လို့ပါဆိုသူတို့ကတော်တော်စိတ်ချရတဲ့လူတွေပါဒါပေမဲ့ကိုကိုတိုင်ကလည်းအဲ့ဒီ view ကိုကိုကမြင်ရမှကျဉ်တ်တဲ့လူပေါ့ကိုကိုတိုင် frame ကိုချတတ်တဲ့ဟိုချချင်တဲ့လူပေါ့လေအဲ့ဒါကြောင့်အဲ့လိုမျိုးဟိုကကိုကလှုပ်တာပါဟိုတခြားကြောင့်တော့မဟုတ်ပါဘူးကိုကိုတိုင်ကအဲ့လိုမျိုးကိုလှုပ်ချင်တာလေမိတို့ကသိချကြတဲ့တငယ်ချင်းတွေပေါ့နော်ဟုတ်တယ်အန်ဒီရေသမီးတို့ကစီးပွားရေးတက်ကတော့တက်ခရရတစ်ဆောင်ထဲမှာတူနေခဲ့ကြတာ ။ဒီကြောင်ပြီးလို့လုံရတော့လဲတယောက်နဲ့တယောက်မခွဲနိုင်ကြဘူး။မဘလက်ဂရုံးဆိုနာမည်ပေးထားတာတော့မမေ့ပါဘူး။တကယ်ဆိုတော့ကောင်းနော်။သိတဲ့တွေတော်တော်ကြိုက်ကြတယ်။အခုလိုလာပြောတာနောက်ရှင်းတော့ဖြစ်ပါတယ်။ Sorry နော်။ကျွန်တော်ညချမ်းရေအများကြီး။အလားပါပါလေးနေနိုင်ရဲ့ဖြစ်။အဲဒီသူ့ကိုကျွန်မရဲ့ဆိုတာကောင်းနေတယ်။ဟိုကျွန်မနားမလည်လို့တေချာပြန်ပြောပါဦး။အခုကိုစွမ်းသိကျင်တာက ချားတယောက်ကြောင့်လားကျမကြောင့်လားဟိုကျေးဇူးမောင်လေးနဲ့ညီမလေးကိုချစ်လို့အားပေးတယ်လို့တက်ရောက်တာပါနာမည်တူနေတယ်နာမည်လေးအစအတူတယ်ဟုတ်တယ်အဲနာမည်တူကသူကစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်နဲ့သူပေးပိုင်ခွင့်ရှိရလေဒါသူ right ပဲလေအဲဒါတော့တူတာလည်းမဟုတ်ပါဘူးသူကမာယထာဆိုတော့နောက်ကပါသေးတာပဲอ่ะအဲ့တော့ဘာမှပြောစရာမရှိဘူး တကယ်တော့ဟိုဒါဟိုအပြင်းလူအမြင်ကတော့အဲ့လိုမြင်ကြတော့မဆိုင်တဲ့မှာဟိုကဟိုဟာပေါ့ဒီမင်းနီကိုကစိတ်ကမကြောက်မဲ့အချိန်ဆိုရင်လည်းမကြောက်ရတာပဲပေါ့နော်အလုပ် flexible ဖြစ်အောင်နေရမယ်ဆိုတဲ့အချိန်မှာလည်းပြ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 ဖြစ်အောင်နေရမယ်ဆိုတဲ့အချိန်မှာလည်းအဲ့လိုပဲနေလိုက်တာပေါ့အဲ့ဒါကတော့ဒါပေမဲ့မအချိန်နေနဲ့စိတ်ပေါ့ဒါပေမဲ့အပြင်းလူကတော့ တစ်ချိန်တွေ့ရင် strong ဖြစ်တယ်မြင်လိုက်တယ်အဲ့လိုဖြစ်တာအဲ့ဒါတော့ဖေကလူအမြင်ပဲဖြစ်ပါသေးတယ်နုပညာရှင်တွေမနဲ့ဆုံခဲ့တဲ့နုပညာရှင်တွေအကုန်လုံးကအဲ့လို gender ကိုနည်းနည်းလေးနှိမ့်ချပြီးဆက်ဆံတာတို့ဟို lockdown လောက်တာတို့ဆိုတော့မတစ်ခါတော့မတစ်ခါမှမကြုံခဲ့ဘူးဘူးအဲ့တော့အဲ့ဒါကလည်းမဆိုင်တဲ့မှာကိုယ့်အကူမိမတို့ဘာလို့လဲမတွေးထားဘူးပုံလုံးလုံးနေတယ် ကိုတီတာဝန်ယူထားတယ်ကိုတာဟုတ်တာဝန်ခြင်းမယ်အဲ့ဒါတော့ပဲစိတ်ကမရှိဘူးအဲ့တော့က DOP တွေဘာတွေလည်းမရှိဘူးလေနောက်ပြီးတော့ film နဲ့ရိုက်တာလေ film နဲ့ရိုက်ရောဆိုတော့လုံးဝတေချာမှလွတ်လွတ်ရတာလေဟိုအမအပန်ပိုးတဲ့အဲ့တော့ဆိုရင်ဟိုပန်းတာဥတန်းညွန့်လို့ပါဆိုသူတို့ကတော်တော်စိတ်ချရတဲ့လူတွေပါဒါပေမဲ့ကိုကိုတိုင်ကလည်းအဲ့ဒီ view ကိုကိုကမြင်ရမှကျဉ်တ်တဲ့လူပေါ့ကိုကိုတိုင် frame ကိုချတတ်တဲ့ဟိုချတင်တဲ့လူပေါ့လေအဲ့တော့အဲ့လိုမျိုးဟိုကဟိုကလောက်တာပါ ။တခြားကြောင့်တော့မဟုတ်ပါဘူး။ကိုကိုတိုင်းကအဲ့လိုမျိုးကိုလှုပ်ချင်တာလေ။မြေငငယ်လေးထက်အဖေနဲ့စလှုပ်လှုပ်တယ်မြင်နေတဲ့မျက်ခွဲလှုပ်ရတာပါ။တချိန်လုံးစူနေတာနည်းနည်းလေးမှအနစ်မပေးဘူးဒါပေမဲ့ကိုယ်ကလည်းသူများရှေ့မှာဘယ်တော့မှမချီမွန်ဘူးအမြဲတမ်းကိုဟိုကလေ push up လုပ်နေတာပေါ့နော်အဲ့အဲ့ဒါကြောင့်လဲကိုကငါအသေးအသေးလုံးမှရမယ်ပေါ့နော်ခေါင်းကဆိုငငယ်တော့ဆိုငါဒီလောက်ကြီးမလုပ်တော့ဘူးဆိုပြီးတော့အဲ့လောက်ထိကိုဖြစ်တယ် အဲမနေ့ဆိုအရင်မထွက်ခင်ဖရားမှာဖရားကိုပင်ထောင်ရှိခိုးလဲအောင်စင်းအောင်စုကန်ထိတာပဲအဲ့တော့ငယ်လဲငယ်တော့လေရှက်လဲရှက်တာပေါ့မိန်းကလေးကလည်းကိုပဲရှိရယ်ဆိုတော့ငါအဲ့တော့မလုပ်တော့ဘူးလို့ဆိုအချိန်ချင်းပြိုလဲဘူးပါတယ်ဒါပေမဲ့လည်းအချိန်ချင်းပြန်ထခဲ့ပါတယ်အဲ့လိုထလို့လဲစိတ်ကမှကျော်ရလို့ထင်သွားကြရလို့ထင်ပါတယ်ဟိုကိုကလေလှုပ်ချင်လို့လှုပ်လိုက်တာသိလားကိုကကိုလေမိန်းမတယောက်ဖြစ်နေလို့ဆိုတဲ့ဟာမျိုးတော့မရှိဘူးဒါပေမဲ့ခက်ခဲခဲ့ပါတယ်အဲ့ဆို အရွယ်ကလည်းတိတ်ငယ်တဲ့အချိန်လေးတော့ over 20 21 22ဆိုတော့အနည်းဆုံးတော့ဟိုသိရမလားမိတို့မှန်တော့ဆာယောက်ျားလေးတွေဝတ်တီပေါ့နည်းနည်းလေးတော့စကားလေးတော့စာကြည့်ထားတဲ့ဟာမျိုးတွေတော့အဲ့လိုမျိုးပေါ့ကြုံမှုတယ်ပေါ့အဲ့ချိန်တိုင်းကိုက producer writer သမီးဆိုတဲ့ဟန်ကိုလုံးဝဖြောက်ပလိုက်တယ် ိုကိုတိုင်းနဲ့အလုပ်သမားပဲခမင်းတွေရှိမှပဲတွင်းစားတယ်သူတို့နဲ့ပဲနေတယ်အဲ့တော့သူတို့ဟိုကတငယ်ချင်းလိုပေါင်းလိုက်တယ်အဲ့ချိန်မှာသူတို့စီကဟိုကလေ reaction ကအရန်ပြက်ကောင်းသွားအဲ့ချိန်မှာသာကိုကအဲ့လို producer writer ဆိုတမီးဆိုတဲ့ IT နဲ့ဘာပညာမှရမှာမဟုတ်ဘူးတော့ကိုလိုချင်တာသူတို့စီကပညာလေကင်မရာမင်းစီမှာလည်းပညာရှိတယ်မီးတို့ဖန်တို့မှာလည်းပညာရှိတယ် အတန်တားထားတဲ့ပညာရှိရကိုကအပုံလုံးကိုလိုက်သေးလာပြီးယူတဲ့လူဆိုတော့ကိုကလိုချင်တဲ့လူဆိုတော့ကိုယ့်ဘက်ကပေးဆက်ရတာရများပါတယ်ငါတို့ခက်ကငါတို့ကဘလောက်ခက်ခဲတဲ့ဆိုတဲ့ဟာကိုဘယ်တော့မှခုံမယူနိုင်ဘူးအဲ့တော့အခုခက်ကလေးတွေကရမ်းတော်တယ်အဲ့တော့သူတို့စီမှာဟိုခဏနိုင်စောနေရမ်းများရလေအဲ့တော့ဒါကခက်နဲ့ဖြစ်သွားတဲ့ကိစ္စဆိုတော့ကိုကအဲ့ရာကဟိုအဲ့ဒီမြန်မာစင်တင်ထားတာတစ်ခုကငါသိကြည့်လိုက်ငါအဲ့ဟာဘယ်တော့မှငါမပြောဘူးလို့ အရင်ကကဘလောက်ခဲလို့ငါတို့ဘလို့လုတ်ခဲ့ရဆိုတာမပြောဘူးလို့ဆုံးဖြတ်ထားငါကတော့အားပေးနေတာပဲကလေးတွေအကုန်အားပေးတယ်သူတို့မှားလဲအားပေးတယ်မှန်လဲအားပေးတယ်အများနဲ့သူတို့အတွက် welcome မဆီကဘာလို့ခြင်းလဲမပြောပေးမယ်မကဘာလို့ပေးရမလဲလုတ်ပေးမယ်ဘာပြောင်းလဲသွားတာကိုကဟိုကလည်းကောင်းသောပြောင်းလဲခြင်းတွေပါ ဟိုကလေးတွေတော်တယ်ဟိုဖန်တီးနိုင်စွမ်းရှိတယ်အဲ့အတွက်ကျင်းနေတယ်မြို့ကြီးဒရိုက်တာလေးလည်းအများကြီးဖြစ်လာတယ်ရန်ကိုတော်ကြတယ်အဲ့အတွက်လည်းချစ်လေချစ်တယ်သူတို့အတွက်လည်းကိုကအမြဲတမ်းဘာလို့ပေးရမလဲဆိုတာပဲကိုကတွေးပါတယ်ဟိုစီကပညာလာယူလို့ရောက်တော့ကိုကပညာရှင်မဟုတ်ဘူးလို့ထင်ပါတယ်လို့ပါဘူးစကားကြီးအောင်မြင်ပါစေလို့မှယထာမောင်းနဲ့မိန်းမစကားကြီး ဆောက်အောင်များစွာအောင်မြင်ပါစေလို့ဆုတောင်းပေးပါရစေ။